ားလုံးမင်္ဂလာပါကျွန်တော်တို့မှဒီနေ့အပူချိန်ရမ်းကောင်းပါတယ်အပူချိန်15ဒီဂရီရှိပါတယ်ခုကတော့ကျွန်တော်တို့ထမင်းစားခန်းကိုသွားနေတာပါနေ့လယ်ပိုင်းထမင်းစားချိန်ပါထမင်းစားခန်းလေးရောက်ပါပြီအဒီနေ့ကြည့်ရဟင်ကတော့ကျွန်တော်တို့မှစစ်တာဟင်ပါအာဒီင်းလေးပါဒီင်းလေးကတော့စစ်တာကိုအာလူးရယ်ပြီးရင်တော့မုံညင်းရွရယ်ချစ်တာတော့ပါအဒီင်းလေးကခုမှတစ်ခါကျွန်တော်တို့မှကြည့်ပါတယ်ပုံမှန်ဆိုရင်စစ်တာကိုအာလူးရယ် အပြည့်မုံလာဦးအနီရဲ့ချစ်ပါတယ်တစ်ခါတလေဆိုရင်ကစုံနဲ့ချစ်ပါတယ်ခေါ်တော့သူကမုံကြီးလေးနဲ့ချစ်ထားတာပါဟောကျွန်တော်ဟင်းနေအများကြီးဆိုပါတယ်ဒီတော့ကျစ်ပါဟောလူဟင်းနေပါသူကမြမအရပါနဲ့နည်းနည်းစင်တူပါတယ်မြမကျစ်ပါရဲ့အများကြီးပါပဲပြီးရင်ကျွန်တော်ဒီနေ့ဘေးမှာလည်းကျွန်တော်နဲ့ထဲခဲ့ပါသေးတယ်ဒီနေ့ကျွန်တော်တို့မှာ game ကြည့်ရပါတယ်ကျွန်တော်တို့စိတ်ရောမှာအဲ့ဒီ game ကြည့်မကြွေးတာ၃လေးကြာပါပြီ အောင်ပြင်းတော့တော့ခုနကကျွန်တော်ယူပါတယ်ခဏန်းသားလို့ပါဒါလေးတော့သူနန်းရွက်ပါနန်းရွက်လေးလည်းသူဆောက်လို့ခေါင်းပါတယ်သူကထမင်းနဲ့ဆောက်ရင်ဆောက်လို့ခေါင်းပါတယ်ချူချူလေးနဲ့နေပါတယ်တော့တော့ခဏန်းအသားလုံးကြောပါဒီနေ့ကျွန်တော်ခဏန်းအသားလုံးကြောအများကြီးခေါင်းပါတယ်ကျွန်တော်ခဏန်းအသားလုံးကြောလေးနည်းနည်းလေးပိုင်ပြပါမယ်ခွဲပြပါမယ်အတူအပြင်းမှာသူကကြော်ထားတဲ့အဲ့ဒီမုတ်တာကြွကြော်နေနဲ့အရန်ဆောက်အောင်ပါလေဒီမှာဘာခမဲသွားလုံးကြော်နေစားကြည့်ကြတယ်ပါ ျွန်တော်တို့အဲ့ဒီအသားလုံးကြော်တယ်မော်ဆိုရင်ခနဲ့အသားလုံးကြော်ကြိုက်ပါတယ်နောက်တော့သူကပန်းကုန်ပြီဆဲရီကိုသူကတူဖူးလေးနဲ့ပြန်နေပြီးတော့နန်းလေးနဲ့လောက်ထားတာပါအသူရရတာတော့သူကပော့ပော့လေးနဲ့နေပါတယ်အဒီရီလေးကျွန်တော်အများကြီးဆိုပါတယ်ဆောက်လို့ကောင်းပါတယ်ဆားလိုက်သူကဆစ်ဆိတ်လေးနဲ့ပော့ပော့လေးနဲ့နေပါတယ်အဒီဘက်မှာတော့ကျွန်တော်အဲ့ဒီယူလာတဲ့ခနဲ့အသားလုံးကြော်လေးတွေပါအများကြီးပါပဲကိုလုံးတော့ကျွန်တော်ယူခဲ့ပါတယ် အဒီနေ့ကျွေးတဲ့ဟင်းချော်တော့မိုးရဲ့အမိုးပါဒါလည်းရော အမိုးရဲ့ကျဥ်ရဲ့ချစ်တာတဲ့ဟင်းချော်ပါအဒီနေ့ကတော့သူကငုတ်တီးမုန်လေးနဲ့နဲ့ပါပါတယ်အကြီးအနောက်လေးပါဟင်းချော်တွေတောက်ကြည့်ကြလေးပါကြည့်ကြည့်ပါအတော်ဆယ်ရမှာဒီနေ့လည်းစားကျွေးတဲ့ထမင်းဟင်းရအမြဲလိုလိုကောင်းပါတယ်ဒီနေ့ထမင်းလည်းကောင်းပါတယ်ထမင်းမစည်းပါဘူး အဲကျွန်တော်ထမင်းနည်းနည်းပဲထည့်ခဲ့ပါတယ်ဆောင်းတွင်းမှုလို့ပါထမင်းနည်းနည်းနဲ့ချက်ဆောက်ပါတယ်ဒီမှာဟင်းနေတယ်ပဲကျွန်တော်အဲ့ဒီပန်းကုန်ပြီးအစိမ်းလေးကိုကျွန်တော်နည်းနည်းနီးကြည့်ပါမယ်ဒီမှာဒီဟာလေးလည်းမကြွေးတာတော်တော်ကြာပါပြီစားလိုက်ရင်တော့စိတ်စိတ်လေးနဲ့နေပါတယ်စားလို့ကောင်းပါတယ်တူဖူးကြိုက်သမားတွေဆိုရင်အဆင်ပြေပါတယ်ဒါတော့ခဏအသာလုံးကြပါဒါလေးလည်းကျွန်တော်နည်းနည်းလေးစားကြည့်ပါမယ် တော့အပြင်ကမုတ်တော့ကြော့ကြော်နေရဆောက်အောင်ပါလေအားလုံးပဲထမင်းစားကြပါဦးအားလုံးပဲမင်္ဂလာပါ